အားလုံးမင်္ဂလာပါရှင်။ကျမနာမည်ကဆန္ဒမြင့်ပါ။ကျမကအခု2025ခုနှစ်ဒီဇင်ဘာလမှာစတင်ကျင်းပမယ့်ရွေးကောက်ပွဲမှာကျမတို့တတတအားနဲ့ပူပေါင်းပါဝင်ဆောင်ရွက်မယ်ပို့စလေနောင်တယောက်ဖြစ်ပါတယ်။ကျမကလတ်တာမျိုးနယ်ရဲ့ဤသူလွတ်တော်ပို့စလေတယောက်ဖြစ်နေမြောင်းရှိတိုင်းမှာပဲဖြစ်ပါတယ်။ကျမ2022ခုနှစ်မှာကျမဟာဤသူလွတ်တော် ကနေပြီးတော့ဟိုဂျားဖက်ရွေးကောက်ပွဲနဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးတော့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်နေဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။အဲ့တော့ပြည်တော်စုလွတ်တော်ကြီးမှလည်းတာဝန်ထမ်းဆောင်ခဲ့မှုပါတယ်။အဲ့ဒီလိုပါပဲ2015ခုနှစ်မှာရန်ကုန်တိုင်းဒေသကြီးရဲ့လွတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်နေလေတာဝန်ထမ်းဆောင်ခဲ့မှုပါတယ်။ဒါကြောင့်ကျမဆန္ဒမင်းဟာလွတ်တော်အတွေ့အကြုံ20ရှိပါတယ်။ဒါတာမျိုးနဲ့အတွက်ပြည်သူလူထုအတွက်တာဝန်ထမ်းဆောင်မှုအသင့်ရှိပါတယ်။ ။ဘာကြောင့်ကျမလာတာမျိုးနယ်ကိုဝင်ရောက်ရှင်ပြန်ရလဲဆိုတော့ဟာကိုတော့အခုကျမတင်ပြချင်ပါတယ်။လာတာမျိုးနယ်ဟာရန်ကုန်မြို့ရဲ့ထောင်တောင်မြို့နယ်တစ်ခုဖြစ်တယ်။လာတာမြို့နယ်မှာရက်ွက်ကလေးကတော့၁၀ခုပဲရှိတယ်။သို့တော်လည်းဒီရက်ွက်ကလေး၁၀ခုအတွက်တင်မဟုတ်ဘူး။ရန်ကုန်တမြို့လုံးရဲ့ပြည်သူလူထုအတွက်အချက်ချာကြတဲ့မြို့နယ်လေးတမြို့နယ်လေးဖြစ်တယ်။ဒီမြို့နယ်တွေမှာဈေးတွေ၊ဈေးရုံတွေ၊ကျောင်းတွေဟလာတဲခိုးကန်းတွေ အာစီးပွားရေးလုပ်ငန်းတွေအများကြီးရှိပါတယ်ရွှေဆိုင်တွေလည်းအများကြီးရှိပါတယ်ဒါကြောင့်မို့လို့လတာမြို့နယ်လေးတစ်ခုတည်းကိုပဲကွက်ကွက်ကွင်းကွင်းကျမတို့ကြည့်လို့မရဘဲနဲ့ရန်ကုန်မြို့နယ်ပြည်သူလူထုအားလုံးအတွက်အားကိုးရတဲ့မြို့နယ်တစ်ခုဖြစ်ဖို့ကိုကျမတို့စဉ်းစားထားဖို့လိုအပ်ပါတယ်ဒါကြောင့်လေရန်ကုန်မြို့မှာမြို့နယ်လေးကတော့တည်တည်လေးပဲဖြစ်တယ်ဒါပေမဲ့လှုပ်ဆောင်ရမယ့်လုပ်ငန်းကြီးတွေကတော့အချီးမားကြီး ပါဝင်ရှိတာဖြစ်တဲ့အတွက်ကျွန်မနာတာနှုတ်နယ်ကိုရွေးချယ်တာပဲဖြစ်တယ်။ကျွန်မအနေနဲ့အခုဒီ2025ခုနှစ်မှာကျင်းပမဲ့ရွေးကောက်ပွဲမှာတတိပုဂ္ဂလကိုယ်စားလှယ်ဖြစ်နေဝင်ရောက်ရှင်တိုင်မှာဖြစ်ပါတယ်။ဘာကြောင့်တတိပုဂ္ဂလဖြစ်နေဝင်ရောက်ရှင်တိုင်ရတာလဲဆိုတော့ယခင်ယခင်လုံးကတော့ကျမတို့ကပါတီကြီးနောက်ခံအနေနဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။ အတိပုက္ကလလွတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ဝင်ရောက်ရှင်ပြန်ရခြင်းခါအာတာချက်တွေအာနေချက်တွေလည်းအများကြီးရှိပါတယ်အာတာချက်တွေကပိုပြီးများတယ်ဆိုတဲ့ဟာကိုအခုတတိပုက္ကလလွတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ဝင်ရောက်ရှင်ပြန်တော့မဲ့အချိန်ဒီမှာကျမတို့ပိုသိလာတယ်။ဘာဖြစ်လို့လဲဆိုတော့လွတ်တော်ကိုယ်စားလှယ်တယောက် ဟလာပါတီရဲ့လွတ်တော်ကိုယ်စားလောင်းဖြစ်တဲ့ဝင်ရောက်ရှင်းပြမယ်ဆိုရင်တော့ကျမတို့ဟာပြည်သူလူထုကတင်ပြတဲ့အခက်အခဲတွေကိုပါတီနဲ့ညှိနှိုင်းပေးရတယ်။ပါတီရဲ့မူဝါဒနဲ့ကွဲလွဲနေတယ်ဆိုရင်လွတ်တော်မှာကျမတို့တင်ပြဆွေးနွေးလို့မရဘူး။သို့တော်လည်းတတိပုဂ္ဂလလွတ်တော်ကိုယ်စားတယောက်ဆိုလို့ရှိရင်တော့ဟလာပြည်သူလူထုကသူ့ရဲ့အခက်အခဲကိုဟိုတိုင်းရိုက်လွတ်တော်ကိုယ်စားလောင်းကိုတင်ပြတာမျိုးတွေနိုင်ငံတော်ရဲ့မူဝါဒရဲ့မှားယွင်းနေတာတွေကိုတတိပုဂ္ဂလလွတ်တော်ကိုယ်စားလေဟာ အာလွှတ်တော်ကြီးမှာဘဲဟန်တာအသားစီးမှမရှိဘဲနဲ့ဓာတ်ရိုက်တင်ပြဆွေးနွေးလို့ရပါတယ်။ဒါဒီပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်နောင်းနေအတွက်အပါချက်တွေဖြစ်ပါတယ်။အခု2025ခုနှစ်မှာကျင်းပမယ်ရွေးကောက်ပွဲမှာဆိုလို့ရှိရင်တတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တွေဟာ65ရောက်တောင်ဝင်ရောက်ရှင်တိုင်းမှာဖြစ်ပါတယ်။ရခိုင်ရခိုင်တို့ကတော့ တတိပုတ်ကလည်းတော့ pose လဲဆိုလို့ရှိရင်လူတွေကတိတ်ဆိတ်မဝင်စားတော့ဘူးဒါပေမဲ့အခုနောက်ပိုင်းမှာတော့ပြည်သူလူထုကပါတီကိုရွေးချယ်မလားကိုမျိုးနယ်အတွက်တကယ်ကိုဆောင်ရွက်ပေးနိုင်မဲ့လူကိုချိမလားဆိုတော့အာပါရာဒိုင်းအရွေးကိုရောက်လာတယ်လို့ကျွန်မပြောချင်တယ်အဲ့တော့ပါတီထက်လူဟာပိုအရေးကြီးတယ်လွတ်တော်ကိုယ်စားလှယ်နောက်မှာအရေးချင်းရှိတဲ့လွတ်တော်ကိုယ်စားလှယ်ဖြစ်ရမယ်ဟလား လူကောင်းဖြစ်ရမယ်အရေးကြီးဆုံးကတော့နိုင်ငံရေးကိုစီးပွားရေးနဲ့မရောထွေးဝဲနဲ့စီးပွားရေးအဖြစ်နဲ့လုံမစားသောနိုင်ငံရေးသမားကောင်းတွေဖြစ်လာနိုင်အောင်ပြည်သူလူထုကရွေးချယ်ပေးဖို့လိုအပ်ပါတယ်အဲ့တော့တတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တွေဟာသူတို့မှာ member တွေမရှိပါဘူးဟလာပါတီကြီးတခုမဟုတ်တဲ့အတွက် member မရှိဘူးဒါပေမဲ့မလိုအပ်ဘူး member တဲ့ဟလာတတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တွေဟာသူ့မျိုးနယ်ရဲ့ voter များများရဖို့လိုအပ်ပါတယ်လို့ကျွန်မဒီနေ့ကနေပြောချင်တယ် ကျမတို့အခု2025ခုနှစ်မှာဆိုရင်အားလုံးကမျောလင့်ထားတာကတပါတီရဲကလက်ပေါ်ထဲမှာကြီးစိုးတဲ့အစိုးရမျိုးမလိုချင်တော့ဘူး။ဒါကြောင့်မို့လို့ကျမတို့ကဟလာပါတီစုံရွေးကောက်ပွဲလုပ်တာဖြစ်တဲ့အတွက်ပါတီစုံပါဝင်တဲ့ညွန်ပေါင်းအစိုးရကိုမျောလင့်နေ။အဲ့ဒီလိုပဲကိုပါတီအတွက်ဟိုကောင်းမွန်တဲ့တော်တော်ကိုယ်စေလောင်းနေပါလာဖို့လိုအပ်တယ်လို့ဟလာကသီးပုတ်ကလကိုရက် ကိုရွာကိုတကယ်ကိုအချိုးပြုတ်မဲ့တသီးပုတ်ကလွတ်တော်ကိုယ်စလေတွေလဲပေါင်းပြီးတော့ညွန့်ပေါင်းအစိုးရဖွင့်နိုင်တာမျိုးကိုရှိပါတယ်ဒီလိုညွန့်ကျမတို့မျှော်လင့်ထားတာကတပါတီတွေကနေကြီးစိုးတဲ့အာဏာရှင်စနစ်ဆိုတဲ့ဟာမျိုးမကြိုက်တော့ဘူးဖြစ်တဲ့အတွက်အခုလိုမျိုး2025ခုနှစ်မှာကျမတို့ဟာလာရွေးကောက်ပွဲအသစ်ကြီးကိုပြုလုပ်တာဖြစ်တယ်ဒီရွေးကောက်ပွဲကြီးမှာကျမတို့ဟာ ဟလာဒီအားလုံးပါဝင်တဲ့ညွန်ပေါင်းပုံတဲ့အစိုးရဖွင့်နိုင်နေဆိုရင်ကျမတို့ပြည်သူလူထုမျှော်လင့်တဲ့အစိုးရတရက်တည်းဖြစ်လာမှာပဲဖြစ်တယ်။ကျမတို့လွှတ်တော်မှာအခုလွှတ်တော်ကိုယ်စားလှယ်ဟိုရွေးတဲ့အခါမှာဟလာပြည်သူလွှတ်တော်ကိုယ်စားလှယ်လည်းရွေးချယ်ရတယ်။တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လည်းရွေးချယ်ရတယ်။ ဒီပြည်သူ့လွတ်တော်ဦးစလဲဆိုဟိုရွေးချယ်တတိပုဂ္ဂလတွေကိုရွေးချယ်လိုက်လို့ဟလာဒီလွတ်တော်ဦးစလဲလေးဟာကုမျိုးနယ်တသေးလေးတစ်ခုတည်းကိုပဲကိုစားပြုတာမဟုတ်ဘူးဒီလွတ်တော်ဦးစလဲဟာပြည်သူ့လွတ်တော်ဦးစလဲဖြစ်တယ် သူ့ကိုပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်လို့လည်းခေါ်တယ်။ဒီပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်ဆိုတာဖြစ်တဲ့အတွက်တမိုင်ကလုံးမှာရှိတဲ့ဒေတာအားလုံးနဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေကိုဆွေးနွေးပိုင်ခွင့်ရှိတယ်။နိုင်ငံရဲ့အရေးကြီးတဲ့ policy တွေကိုဆွေးနွေးလို့ရတယ်။ဒါကြောင့်မို့လို့လူကောင်းဖြစ်ဖို့လိုအပ်တယ်။ကိုယ်တိုင်းကြီးကိုယ်ကိုလူမျိုးနဲ့ကိုရဲ့မျိုးနယ်ကိုအမှန်တကယ်ချစ်မြတ်နိုးတဲ့လားတတိပုဂ္ဂလတော်တော်ကိုစလေတယောက်ကိုရွေးချယ်ပေးလိုက်ခြင်းအပြင်လေ အအမြင်ချင်းချင်းလေးမဟုတ်ဘဲနဲ့တနိုင်ငံလုံးကိုပိုစားပြုနိုင်ပါတယ်ဆိုတာကိုလည်းကျွန်မဘူးတူတာအနေနဲ့မျှဝေလိုပါတယ်။အတိမုတ်လအနေနဲ့ကျွန်မမှာအတွေ့အကြုံတစ်ခုရှိတယ်။2012ခုနှစ်ပေါ့နော်ကျွန်မတို့ဂျားပြက်ရွေးကောက်ပွဲအနေနဲ့ကျွန်မပြည်သူ့လွှတ်တော်ရဲကိုရောက်သွားတဲ့အချိန်မှာဟလာပါတီတစ်ခုကနေပြီးတော့သူကတတိပုတ်လတော့မဟုတ်တယောက်ထဲရောက်လာတာမျိုးရှိတယ်ပေါ့နော်။တယောက်ထဲရောက်လာတော့လွှတ်တော်ရဲမှာတယောက်ထဲနိုင်နေ ပါတီရဲ့ကိုစားပြုကိုယ်စားလှယ်ဖြစ်တယ်ဒါပေမဲ့လည်းတယောက်တည်းဖြစ်တဲ့ခါကျတော့အလွတ်တော်ထဲမှာအစိုးရတင်တာပဲဖြစ်ဖြစ်ဥပဒေတွေပြုတာပဲဖြစ်ဖြစ်မေးခွန်းတွေထုတ်တာပဲဖြစ်ဖြစ်သူကအာမကောင်းဘူးအားလည်းမကောင်းဘူးအနိုင်လည်းမရရှိဘူးသူ့ရဲ့ဒါပေမဲ့သူ့ရဲ့ဥပဒေတွေသူ့ရဲ့အစိုးရတွေဟာအရန်ကောင်းတယ်ဒါပေမဲ့အနောက်မှာသူကအုပ်စုမဖွဲ့ထားနိုင်တဲ့ခါကျတော့လွတ်တော်ထဲမှာသူ့ရဲ့အစိုးရဥပဒေတွေဟာမအောင်မြင်ခဲ့ဘူးဆိုတာကျွန်တော်တို့တွေ့ရတယ်အခုဆိုရင်အခု2025ခုနှစ်ရဲ့ ချင်းတဲ့ရွေးကောက်ပွဲမှာတတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်တွေကိုသာမဲပေးလိုက်မယ်ဆိုရင်ဒီ65ရောက်တော့လွတ်တော်ကိုယ်စားလှယ်တွေအားလုံးစုပေါင်းပြီးတော့တိုင်းပြည်နဲ့လူမျိုးအတွက်မိမိရဲ့မျိုးနွယ်အတွက်ပြည်သူလူထုအတွက်ကောင်းမွန်တဲ့အဆိုတွေဥပဒေတွေကိုပြောင်မြောက်အောင်တင်ပေးနိုင်လေဆိုတာကျွန်မယုံကြည်တယ်။အခုဆိုရင်တတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်တွေဟာတကယ်တမ်းသာပြည်သူလူထုကပါတီထက် လူကိုကြည့်ပြီးတော့ရွေးချယ်မယ်ဆိုရင်ပတိပုတ်လာတော်တော်ကိုလေ65ရောက်တော်တော်လေးဝင်ရောက်သွားမှာဖြစ်တယ်နော်အဲ့ဒီ65ရောက်ဟာစူပေါင်းပြီးတော့တော်တော်လေးမှာတတိပုတ်လာအစုအဖွဲ့တစ်ခုအနေနဲ့တော်တော်လေးမှာ စုပေါင်းဆောင်ရွက်နိုင်တယ်ဆိုရင်ပါတီကြီးတစ်ခုတည်းတောင်အားကောင်းတယ်ဆိုတဲ့ဟာကိုပြည်သူလူထုကိုအသိပေးတင်ပြချင်ပါတယ်။ဒါကြောင့်မို့လို့အခုဆိုရင်ကမ္ဘာနိုင်ငံအသီးသီးမှာလည်းပါတီတွေရဲ့ကိုစားပြုလွတ်တော်ကိုယ်စားလှယ်တွေဟာအရေးကြီးတယ်လို့ဟလာဒီတတိပုဂ္ဂလကိုယ်နယ်ကိုကိုစားပြုနေမဲ့တတိပုဂ္ဂလကိုယ်စားလှယ်တွေလည်းရွေးချယ်လာတယ်ဆိုတာမျိုးတွေ့ရတယ်။ Australian ဒီဟိုလွှတ်တော်ထဲမှာဆိုလို့ရှိရင်တတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တွေဟာတအားအားကောင်းတယ် သူတို့ပြည်နယ်သူတို့မြို့နယ်တွေအတွက်ကိုတသိပုတ်လာတော်ကိုလေတွေကအားကျုံးမှန်တက်ဆောင်ရတာမျိုးကိုကျမတို့တွေ့ရတယ်။ဒါကြောင့်မို့လို့အခုဆိုရင်လေဟလာဟိုးယခင်ယခင်တို့ကအာခေဟောင်းအာဟိုခေဟောင်းကြီးတွေအတိုင်းမဟုတ်တော့ဘဲနဲ့ပေါ့နော်ကျမတို့ကကိုမြို့နယ်အတွက်အားကောင်းမောင်းသံတကယ်ကိုဖြစ်နိုင်တဲ့အရေးချင်းရှိသော လူကောင်းဖြစ်သော နိုင်ငံရေးကိုလုံမစားသောလွှတ်တော်ကိုယ်စားလှယ်တွေကိုရွေးချယ်ပေးဖို့လိုအပ်တယ် ဒါဟာတပီးပုတ်ကလတော်တော်ဦးစလေအားကောင်းလာမယ်နှစ်ဖြစ်တယ်လို့ကျမပြောချင်တယ်။ကျမလတ်တာမျိုးနယ်ကိုအခုဝင်ရောက်ရှင်တိုင်းတယ်။လတ်တာမျိုးနယ်ကိုဝင်ရောက်ရှင်တိုင်းမယ်လို့စဉ်းစားတဲ့ကောင်ကကျမက ပြင်ဆင်ထားတာရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့ကျမတို့လက်ပါမြို့နယ်မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တရားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တရားနှစ်ယောက်အနေနဲ့ကျမပြင်ဆင်ထားတယ်။ဘာဖြစ်လို့လဲဆိုတော့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟာပြည်သူလူထုနဲ့အနီးကပ်ဆုံးဆောင်ရွက်ပေးရပြီးတော့ policy တွေနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ပြည်ထောင်စုလွှတ်တော်ကနေဆွေးနွေးပေးမှဖြစ်တယ်။ဒါကြောင့်မို့လို့ ကိုယ့်ရဲ့တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်မှာလဲကိုယ်နဲ့အတူတူတွဲဖက်ဖြစ်မဲ့တွဲဖက်ဟာအရေးကြီးရဲ့ဒါကြောင့်ကျမတို့တွေဟာမတာမျိုးနေရနေပြီးတော့တတိပုဂ္ဂလအနေနဲ့ပြည်သူလွတ်တော်ကိုယ်စားလှယ်တယောက်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ကျမတို့နှစ်ယောက်ရှင်းတိုင်မှာဖြစ်ပါတယ်ဒီနှစ်ယောက်စလုံးကိုရွေးချယ်ပေးဖို့လိုအပ်ပါတယ်ဒါမှသာလေတွတ်တော်တွေမှာမတာမျိုးနေအတွက်ဟန်ချက်ညီကျမတို့ကဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်